ညချမ်းပါအခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီမှာကတော့ပူပူပါပထမဦးစွာတင်ဆက်ပေးမယ့်သတင်းကတော့မြမနွေဦးတက္ကသိုလ်ကလာမယ့်ပညာသင်နှစ်အတွက်ပညာသင်ကာလသတ်မှတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြမနွေဦးတက္ကသိုလ်ကလာမယ့်2026-2029ပညာသင်နှစ်အတွက် ပညာသင်ကာလကိုတတ်မှတ်တဲ့ကြီးညာချက်တစ်စောင်ဒီနေ့အောက်တိုဘာလ29ရက်မှာထုတ်ပြန်လာပါတယ်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအစိမ့်ပညာကဏ္ဍအောက်မှာရှိတဲ့မြန်မာလူဦးတက္ကသိုလ်ကစာအမှတ်ပညာရမြင့်ဆောင်မာနာဦးတာမြင့်ဆောင် Academy FS မြင့်ဆောင်2025ခွင်းစာ338ခွင်းပိတ်နဲ့ပညာသင်ကာလတတ်မှတ်ချက်ကိုကြီးညာလာတာဖြစ်ပါတယ်။မြန်မာ့ຫນွေဦးတက္ကသိုလ်အနေနဲ့လာမယ့်2026-2029ပညာသင်နှစ်ကစပြီး ပထမပညာသင် ကာလနဲ့ဒုတိယပညာသင်ကာလလို့ပိုင်းခြားထားပြီးပထမပညာသင်ကာလအဖြစ်ဇန်နဝါရီလ5ရက်နေ့ကနေမေလ4ရက်နေ့အထိလေးလသတ်မှတ်ထားသလိုဒုတိယပညာသင်ကာလကိုလည်းဇူလိုင်လ1ရက်နေ့ကနေအောက်တိုဘာလ31ရက်အထိလေးလသတ်မှတ်ထားတယ်လို့သိရပါတယ်။ပညာသင်ကာလတစ်ခုနဲ့တစ်ခုအကြားကျောင်းနှစ်လပိတ်ထားမှာဖြစ်ပြီးပညာသင်ကာလအပိုင်းခြားနှစ်ခုစလုံးမှာ ပညာသင်ကာလနှစ်ခုစလုံးဖွင့်ထားမယ်။ Dual Semester System ကျင့်သုံးမယ်လို့လေမြမနေဦးတက္ကသိုလ်ကထုတ်ပြန်ထားပါတယ်ရှင်။အခုတစ်ခါဆက်လက်ပြီးတော့ခလဲလူထုခရိုင်မှာရှိတဲ့ကျေးရွာ၄၂ရွာကို KURT ကစက်သိမ်းပေါင်း၁၀၀၀ကျော်ထောက်ပံ့တဲ့တဲ့ရင်ပေးပါမယ်။ ကေမျိုးသားစည်းရုံးကော်သူလေးအုပ်ချုပ်မှုနယ်မြေကလယ်လူထုခရိုင်ထဲမှာရှိတဲ့ကျေးရွာ42ရွာကဒေသနေပြည်သူတွေကိုကရင်လူမှုကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေးရုံး KORD ကစက်သိမ်းပေါင်း1000ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ KNU ဘဟုကဒီနေ့အောက်တိုဘာလ29ရက်မှာထုတ်ပြန်လာပါတယ်။ကရင်လူမှုကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေးရုံး KORD နဲ့ KI တာဝန်ရှိသူတွေဦးဆောင်ပြီးအောက်တိုဘာလ15ရက်နေ့မှာတွားရောက်ထောက်ပံ့ပေးခဲ့တာလို့ဆိုပါတယ်။ကလယ်လူထုခရိုင်ထဲကစောတိနဲ့လေတုံမြို့နယ်တွဲမှာရှိတဲ့ ကျေးရွာပေါင်း42ရွာ AJ 2990ကလူဦးရေ14402ဦးအတွက်မြန်မာငွေ7300ကျော်1083400ကျပ်ကူညီထောက်ပံ့ပေးခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အကူအညီပေးအပ်ခဲ့တဲ့ကြေးရွာတွေဟာအာနာသိန်းကျန်းဖက်စစ်တပ်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေရင်ဆိုင်ကြုံတွေ့နေရတဲ့အပြင်ပြီးခဲ့တဲ့လကသဘာဝဘေးအန္တရာယ်တွေကြုံတွေ့နေရတာကြောင့်စားဝတ်နေရေးအကြက်တဲခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့ရွာတွေလို့ KNU ဗဟိုထုတ်ပြန်ကြေညာသိရပါတယ်ရှင်အခုနောက်ဆုံးအနေနဲ့အာနာသိန်းစစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရှုတ်ချတဲ့ဆန္ဒဖော်ထုတ်ပွဲကိုဝါရှင်တန်မှာလုံမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရှုတ်ချတဲ့ဆန္ဒဖော်ထုတ်ပွဲကိုဝါရှင်တန်ဒီစီမှာလုံမယ်လို့ပွဲစီစဉ်သူတွေကပြောပါရယ်။မတရားသဖြင့်အာနာသိန်းထားတဲ့စစ်ကော်မရှင်ကလုံဖို့စူးစမ်းနေတဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲကို နိုင်ငံတကာတာဝန်ကသိအောင်အမေရိကန်အရှိပိုင်းပြည်နယ်တွေကတိုင်းရင်းသားညီနောင်အဖွဲ့အစည်းတွေပြည်နယ်တည်တည်မှရှိတဲ့တော်လန်အဖွဲ့အစည်းတွေနဲ့တော်လန်အမှုပညာရှင်တွေပူးပေါင်းပါဝင်ကြမယ်လို့ဆိုပါတယ်။ဒီဆန္ဒဖော်ထုတ်ပွဲကိုဝါရှင်တန် DC မှာလာမယ့်နိုဝင်ဘာလ22ရက်နေ့စနေနေ့မှာကျင်းပသွားမှာဖြစ်တဲ့အတွက်နယူးယောက်မြို့မှာရှိတဲ့တော်လန်ရဲ့အဖွဲ့တွေတွားရောက်ပူးပေါင်းနိုင်ဖို့ NYCPC ကအသွားပြန် ABS ကစီစဉ်ထားတယ်လို့အတည်ပြုထားပါတယ်။ မနက်စာနယ်နေ့လယ်စာအပောင်းဝင် ကားကအနေနဲ့တရားကိုအမေရိကန်ဒေါ်လာ60ကျပ်တမဖြစ်ပြီးပောင်းဝင်အားပြေးကြမဲ့ဒေါ်လာညီကိုမောင်းသမားတွေအနေနဲ့ NYCBC အဖွဲ့ဝင်တွေကိုဆက်သွယ်ပြီးတူတစီပေးတင်ကဝယ်ယူထားကြဖို့တင်းစကားပါထားပါတယ်။ထိုင်းကုန်အကန့်အသတ်ရှိတဲ့အတွက်တူတင်ဝယ်ယူထားကြဖို့လဲပွဲစီစဉ်သူတွေကနှိုးဆော်ထားပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။